ိတော်မှဗမာသင်မှာဝိပဿနာမရှိသေးဘူးလေရီဆရာတော်ကြီးပေါ်ထွန်းလာတော့မှပြီးဘောမင်းလက်ထက်နဲ့အင်္ဂလိပ်ဗမာပြည်အုပ်ချုပ်တဲ့အချိန်ကြမှာဗမာပြည်မှာဝိပဿနာဝိပဿနာဆိုတဲ့စကားဟာခစ်စားလာဘာလို့ခစ်စားရလဲဆိုတော့လေရီဆရာတော်ကကဘာကိုဗမာကိုတော့အင်္ဂလိပ်ကအုပ်ချုပ် ပေတွေကိုသင်ကြားပြီးတော့ဟာလားပြိယတိနဲ့သွားလို့ရမလားလို့ဒီလိုစဉ်းစားတာပေါ့ဆရာတော်ကြီးကလည်းအဲ့ကမှာပဏိတာဘွဲ့ရအောင်အလွန်ဒီလစ်ဟာလားစာပေအရာမှာဒေါက်တာဘွဲ့ရတာတဲ့ဆရာတော်ကြီးအင်္ဂလိပ်ကပေးရတာနော်သမားပေးတာမဟုတ်ဘူးအဲ့လိုလို့ရတာတဲ့ဆရာတော်ကြီးကကဘာကိုသာသနာပြုရင်ပါဠိဘာသာနဲ့သာသနာပြုမယ်လို့စဉ်းစားလိုက်တဲ့အခါကျတော့အင်္ဂလန်ပြည်မှာသူ့တဲ့တောင်မှပါဠိတတ်တဲ့ပုဂ္ဂိုလ်ကပေါ့ပေါ်ပေါက်မယ်အဲ့ဒီလူကဘယ်သူလဲဆိုတော့ ဒေါက်တာရိုက်ဒေးဗစ်ဆိုတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်ဒီခရိယံဘုံကြီးတစ်ပါးရဲ့သားခရိယံတရားဟောဆရာတရားဝဲသားဉာဏ်ပညာအလွန်ထက်တဲ့အဲ့တော့သူ့ဖေရသူ့ဘုရားအသာတဲ့မင်းပါဠိဘာသာကိုလေ့လာကြည့်စမ်းကွာဘာလို့ကိုလဲဖေအဲ့ဒီဘာသာထဲမှာပါဠိစကားထဲမှာပါတဲ့ဗုဒ္ဓဘာသာအကြောင်းကိုမင်းသိရင်ခရိယံရှုတော့မှလည်းအကုန်ဖျက်ဆီးပလိုက်စမ်းကွာ လီဝကြကဘာလို့ပြောလဲဗုဒ္ဓဘာသာကိုဖြည့်စည်းမလို့ပါဠိကိုလေ့လာခိုင်းတာဖြည့်စည်းမလို့လေ့လာခိုင်းတာဘာလို့ဆိုပါဠိဘာသာနဲ့ရေးထားတဲ့ဗုဒ္ဓဘာသာအကြောင်းသိမှပါဠိသာတတ်မှဒီဘက်ကနေပြီးခရိယဘာသာနဲ့ဘာလို့လို့ရဖြည့်လို့ရမယ်ဆိုတာမြင်တဲ့အတွက်သူကသူ့သားကိုလေ့လာခိုင်းတာသူသားလည်းဖေပြောတဲ့တိုင်းနွန်နွန်ကျိုးကျိုးကိုလေ့လာတာပါဠိဘာသာမှာတပတ်ကန်းကတတ်တဲ့လူတယောက်ဖြစ်သွားတယ်နော်သူသားတာက သူ့ဘေပြောသလိုခရိယဘာသာနဲ့ဗုဒ္ဓဘာသာဖြစ်တဲ့လောက်ကတော့မလုပ်ဘူးသူကိုယ်တိုင်ဗုဒ္ဓဘာသာဖြစ်သွားရောဗျာအဲ့ဒီတဲ့သူ့ဘေလည်းပဲတခါရင်တို့မနာပြေးပြီးတော့ဒီတခါကြီးကဘာလုပ်လဲဆိုတော့အင်္ဂလန်ပြည်မှာပါဠိတက်ဆိုတာဒီပါဠိကျမ်းစာအသင်းတော်ကြီးဆိုတာတည်တော်လိုက်တာပြီးတော့မှဗမာပြည်မှာပါဠိဘာသာနဲ့မြန်မာဘာသာရောက်အောင်ပါဠိစာပေနဲ့ရေးထားတဲ့ဗိဒကကျမ်းစာကို မြန်မာစာနဲ့ဘာသာပြန်ထားတဲ့မြန်မာပြန်နေမပေါ်ခင်နှစ်ပေါင်းများစွာစောစောစီးစီးကလေးကပါဠိကျမ်းဂန်နဲ့စာပေတွေအလုံးကိုအင်္ဂလိပ်လိုဘာသာပြန်ပြီးသားဖြစ်သွားရောနော်ဒါကြောင့်မလို့မြန်မာစာပေတွေကိုဘုရားဘာသာမရောက်ခင်ကလေးကအင်္ဂလိပ်စာပေတွေကိုဘာဖြစ်နေဘုရားဘာသာရောက်နေပြီဗျတောင်းနေပြီအဲ့လိုရောက်နေတဲ့အချိန်မှာဆရာတော်ကြီးကသူတို့နဲ့တွားပြီးတော့ ဟုတ်လားပြန်ပြီးပါဠိပါဠိစာပေတွေပါဠိပြောလို့သွားပြီးအကြောင်းထုံးမှာမဟုတ်ဘူးအဲ့တော့သူတို့ကမလုပ်သေးဘူးလေကြီးလိုက်တာပေါ့သူတို့ပရိပရိယတော်တတ်နေပြီပฏิပတ်မတတ်ဘူးမမတတ်ဘူးလေအကျင့်နဲ့ပဋိပတ်တတ်ဘူးဆိုတဲ့အချိန်မှာသူကမန္တလေးမှာပဲဗျအရှာဥကျော်ရံတို့ပါဝင်ဟုတ်လားပါဠိဘာသာကျွမ်းကျင်တဲ့လူတွေနဲ့ဟုတ်လားသူတပည့်ဥညာဏဆိုတာအင်္ဂလိပ်စာတတ်တယ်ဒီပုဂ္ဂိုလ်တွေနဲ့အားလုံးပေါင်းဖွဲ့ပြီးတော့ကျုံးတိတ်ကသာသာအဆောက်အုံတို့ကမှာ ဒီမှာအစည်းအဝေးလုပ်ပြီးတော့ဘဘသာသနာပြုအဖွဲ့ပါဘူးဖွဲ့ခဲ့ဘူးလေဘယ်မှာဖွဲ့လဲအဲ့ဒီဒီမှာမဆုံးရင်တိုက်မှာသူ့တပည့်ဘုညာနာရှိတယ်အဲ့ဒီတော့အဲ့လိုဖွဲ့ပြီးတော့ကဘာဝသာသနာပြုမယ်လုပ်တဲ့အခါကျတော့ဝိပဿနာနဲ့ပြုမှရမယ်ဆိုတာသိသွားတဲ့ကြောင့်ဝိပဿနာသာဟုတ်ဝိပဿနာဒီပဏီဆိုတာကိုရေးလိုက်တာအဲ့ဒီဝိပဿနာဒီပဏီထွက်လာတော့ ဗမာပြည်မှာဝိပဿနာဝိပဿနာဆိုတဲ့စကားလုံးတာသင်ရှားလာနောက်တော့ဘုံင်းဆရာတော်တို့မင်းကွန်းဆရာတော်တို့အစကြီးတဲ့ပုဂ္ဂိုလ်တွေဝိပဿနာဆရာကြီးတွေအဖြစ်နဲ့ပေါ်လာတယ်ဘုံင်းဆရာတော်ဗျာကြီးလက်ထက်ကြတော့မှယောဂီဆိုတဲ့လူတွေကဝိပဿနာအားထုတ်တဲ့အပိုင်းကိုရောက်လာတာအရင်တော့ဝိပဿနာလူတွေမဆိုင်ဘူးဖုံးချီတွေလုပ်တဲ့အလုံးလို့လူတွေကသင်နေတာ ဘုန်းကြီးဆရာတော်လက်ထက်ကြတဲ့ခါကျတော့လူတွေပါအားထုတ်လာပြီးတော့ယောဂီဆိုတဲ့သကလုံးအသုံးပြုလာတယ်လူတွေတရားထုတ်တဲ့လူကိုဘယ်လိုခေါ်လဲယောဂီလို့ခေါ်တယ်ယောဂီလို့ခေါ်တဲ့ခါကျတော့ဥတင်ဆိုတဲ့နည်းနည်းဉာဏ်ပညာထက်မဲ့တဲ့လူတယောက်ကမလုပ်လိုက်လို့ယောဂီတွေးဆေးဆိုပြီးလုပ်လိုက်တာကြည့်ကြည့်တဲ့ချမ်းသာသွားတယ်သာလို့ဒီညာမှာလူတွေကယောဂီဆိုတဲ့သကလုံးကြိုက်နေတော့အဲဒီမှာယောဂီကိုတုံးပြီးတော့တခါလေ တို့စီမအိုသေးတဲ့လူအပြိုလေးနဲ့သူ့ဘာညာဆိုပြီးလျှောက်လို့လိုက်တာအဲ့ဒီတခါကြီးကကြည်ကြည်တဲ့ချမ်းသာသွားတယ်အခုယောဂီချမ်းဆိုတာကြီးကနဲ့တိုင်းမဟုတ်ရေကန်နေနဲ့ရေဇာပန်နေနဲ့မျိုးစုံနဲ့ဟာလားအဲ့ဒီမှာဒီလူချမ်းသာသွားဘူးတဲ့သူကပြောတယ်ဟာလားဒီလိုဒီလိုသူလောက်ခဲ့တာနော်အဲ့တော့ဒီနေရာမှာဗုဒ္ဓဘာသာအာဗမာလူမျိုးတွေတဲမှာဘယ်ချိန်ကျမှဝိပဿနာတင်းတဲ့ချာရပေါ်ထွန်းလာတယ်လေလို့ဆိုလို့ရှိရင်သတ္တသံဃာနာတင်ပြီးမှ ရိတ်တာတွေရိတ်တာတွေအရှုပ်ရှုပ်ပေါ်ပေါက်လာပြီးတော့ဗမာနိုင်ငံမှာသူဒီဝိပဿနာအလုပ်ကြီးထုံးရတာတို့တော့တကယ်ဝိပဿနာကိုစတင်ပြီးတော့သွတ်သွင်းလာတဲ့လူသိရှင်ကြားဖြစ်အောင်လုပ်လာတဲ့ပုဂ္ဂိုလ်ကတော့ဘယ်သူလဲလေဒီဆရာတော်ဘယ်သူလဲလေဒီဆရာတော်